ပေးဆက်တဲ့သူအဲတော့အဲ့လိုပုံစံမျိုးဘယ်သူကအချစ်ဆုံးလဲဒီ၃ယောက်တည်းမှာဟောထားပါတော့ကွာအဖေကနေပြီးတော့သားသမီး၃ယောက်ရှိရမေးရဘယ်သူကအဖေကိုအချစ်ဆုံးလဲအဲဒါအချစ်ဆုံးအဲ့ဒီသူရဲ့อืมထောက်ပတ်တိထောက်ပတ်တိထောက်ပတ်တိအဲဟုတ်တယ်ဘသူကအချက်ဆုံးသူဖြစ်မှာလေအဲအဲ့အချက်ဆုံးတဲ့အထုပ်ပတ်တွေကဘာလဲဆိုတော့ကြည့်ရမှာပေါ့နော် အဲကျွန်တော်ကတော့ဒီအခြေဆုံးသူရဲ့အထုပ်ပတိဇာလန်တွဲမှာကျွန်တော်ကတော့ထွန်းနိုင်ဆိုတဲ့နေရာနေပြီးတော့ပါဝင်တရုပ်ဆောင်ထားပါတယ်ခင်ဗျာညီမလေးရောအညီမလေးကတော့မြားလင်းနယ်ဆိုတဲ့နေရာလေးကနေပြီးတရုပ်ဆောင်ထားပါတယ်ရှင်ထဲကရပေါ့အခြေဆုံးသူလေအခြေရဆုံးသူအခြေရဆုံးသူဆိုတော့ရမယ်ဆိုရင်မြားလင်းနယ်ရဲ့အခြေဦးကအခြေရဆုံးမဟုတ်ဘူးသူကအခြေဆုံးသူအခြေဆုံးသူဆိုတာလေအတိတ်ပဲတော့ရှိရကွာအခြေရဆုံးသူထက်အခြေရဆုံးသူမဟုတ်သူအခြေဆုံးသူ ပေးဆက်တဲ့သူအဲသူအဲ့လိုပုံစံမျိုးဘသူကအချစ်ဆုံးလဲဒီ၃ယောက်ထဲမှာဟောထားပါတော့ကွာအဖေကနေပြီးတော့သားသမီး၃ယောက်ရှိရင်မေးရဲ့ဘသူကအဖေကိုအချစ်ဆုံးလဲအဲသားအချစ်ဆုံးအဲ့ဒီသူရဲ့อืมထောက်ပတ်တိထောက်ပတ်တိထောက်ပတ်တိအဲအဲ့ဒါမဟုတ်ဘူးလေဒါရုပ်ရှင်ဟောဇလန်တွေကြီးမှသိမှာဟုတ်တယ်ဘသူကအချစ်ဆုံးသူဖြစ်မှာလဲအဲအဲ့အချစ်ဆုံးတဲ့ထောက်ပတ်တိကဘာလဲဆိုတော့ကြည့်ရမှာပေါ့နော်ဒါပေမဲ့စုရက်ကတော့အဲ့လိုလုံးဝ အရင်ကိုထုံးနိုင်အရင်ချစ်တဲ့အချစ်ဦးမလေးဒါစောနာ special episode တွေပြရတယ်သိတာပါပြီကွာညာလေးရတယ်အရင်ချစ်တယ်အရင်ချစ်တတ်တယ်အရင်ခံစားရတယ်ဆိုတော့ဘာတွေဘလို့ခံစားပြီးတော့ဘာတွေဘလို့ကိုကြီးပြောသလိုပေါ့ဟုတ်တယ်သူချစ်တယ်ကိုချစ်တယ်ချားတယ်မှာဒါပေမဲ့တကယ်ပါဒီကားကလေအချစ်ဇလန်ဆိုတာထက်ကိုပိုတယ် romance drama ဆိုတဲ့အခါမှာဒီရှမ်းပြည်ရဲ့အလှပတွေအများကြီးကြည့်ရမယ်အရင်တန်တယ်ကွာ ိုပြောချင်တာဆိုတော့ကလောတောင်ကြီးပင်းတရအောင်ပဲအဲ့လိုအကုန်သူတို့ဆွဲလို့ရှောက်ပဲထားတာလက်ဖက်ခင်းနေဆိုလဲလာအရန်လာနော်ကိုဟုတ်တယ်တောင်တန်းနေပြီးတော့အင်းလေးတောင်တက်တက်ဆင်းနေပါတယ်အရန်ခက်ခက်ခဲခဲရိုက်ကူးခဲဟုတ်တယ်တော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 ်ခက်ခဲခဲကြည့်ရတာအရန်တန်ပါဥမာရှမ်းပြည်ရဲ့အလှပတဝါးကြီးကြည့်ရမယ်ကျောင်းသူကျောင်းသားလိုက်ပြီးတဝါးကြီးကြည့်ရမယ်ချစ်တဲ့လွန်းနဲ့ရတာအစုံပေးမဲ့ဇလန်ဆိုတော့အဲ့လိုငိမ့်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 လေးနဲ့တကယ်ကို romance drama ကောင်းကောင်းလေးကြည့်ရအောင်ဟိုပါလေအပြင် character နဲ့ညီရယ်ဆိုတာဒီလိုပါ ကျွန်တော်အပြင် character ကြတော့ကျွန်တော် partner ရှာတဲ့ခါကျရင်ချစ်သူကြီးစားပဲဖြစ်ဖြစ်အိမ်အောင်ဘက်ပဲဖြစ်ဖြစ်ရှာတဲ့ခါကျလို့ရှင်ကျွန်တော်ကသူချစ်ကိုချစ်မှာအဲကိုကချစ်တဲ့သူကပြန်ပြီးတော့ကိုကိုချစ်တယ်ဆိုလို့ရှိရင်တော့ကောင်းတာပေါ့ဒါပေမဲ့ဦးစားနောက်ခုမှဦးစားပေးလာပြီဆိုရင်တော့ကိုချစ်ကိုပို့ပြီးဦးစားပေးတယ်ဟောကိုကချစ်ရတယ်ကိုကချစ်ရတဲ့သူကိုပို့ပြီးဦးစားပေးတယ်ဆိုတော့ အဲအဲ့လိုပါအဲ့ဒါကြောင့်ခုနကထွန်းနိုင်ရကျွန်တော်နဲ့တူတယ်ဆိုတာအဲ့လိုမျိုးထွန်းနိုင်ရကြတော့ကျွန်တော်ရဲ့ point of view ကကြည့်မယ်ဆိုလို့ရှိရင် he is right သူမှန်တယ်သူလောက်တာမှန်တယ်ဆိုပြီးကျွန်တော်ကတော့မြင်တယ်အေးပေါ့လူရောရောကိုစစ်ရတဲ့သူကိုပဲလိုချင်ကြတာဟုတ်တယ်ဒါပေမဲ့ပုံအဲ့လိုတော့မဟုတ်တချို့အရှိစေချင်ကြတယ်ဆိုပေမဲ့ဟိုလူတွေမှလည်းရှိကြတယ်ကွာတချို့ဆိုရင်မဟုတ်ဘူး ငါကိုချစ်အေးမကြည်ဘူးသူချစ်တယ်ငါကယူဆိုင်ခံနေတယ်ငါ့ကိုချစ်နေရငါငါချိန်နေပြီအဲအဲ့လိုလူမျိုးလည်းရှိတယ်ဆိုတော့ဟမ်ကျွန်စာဂျီစာဂျီ green flat water sign အေးမြတော့စာဂျီက green ဟုတ်လားဟုတ်တယ်မဟုတ်ဘူးကတော့မဟုတ်ဘူးနီနေတာကိုစေးစင်းအောင်တုပ်ပလိုက်တာခရိုမာရောင်လေးသူကတော့ Taurus at side forest တွေကဟိုဟာပါတယ်နော်ချက်ကိုလေးလင်အဲကြီးပြလိုက်စမ်းကိုလေးဒါကိုစီနီယာတွေဆိုတော့ကိုအမြဲချစ်လာခဲ့ရလေပြင်ကြရဆိုတော့ဒါအထွေထူးကြည့်ကြမလို့ပါဘူးစူးထက်ရဲ့ဟိုဟာလေးမှာအဲ့တခုရှိရတယ်လားသူကသူ့ကိုသူအမြဲနှိမ်ချရတယ်ပြီးလို့ရှိရင်သူ respect ထားတာလေးကျွန်တော်တွေ့ရတယ်လားတကယ်ဆိုလို့ရှိရင်လေသူအဲ့ဇဝင်တေးဆိုထားတာလေးဆရာဆရာမြင်မှုအောင်ရေးပေးတာရဟာကျွန်တော်လိုက်ဆိုကြည့်ရပါဘောမရအောင်မရဘူးဆိုတာလေနားထောင်ကြည့်ရင်တော့လွယ်လွယ်လေးလို့ထင်ရတာသူ့မှာလေအဲ့မှာ ကီးတွေကလေဟိုကျွန်တော်တို့မမြင်ဘူးတဲ့ကီးတွေတောင်ခါတိုင်းကျရင်မရင်းနေတဲ့ကီးတွေတောင်ပါလာအဲ့လိုမျိုးတွေပေါ့အေး note စီ note စီကီးပါပါလဲမသိပါဘူးကွာအဲ့ကြောင့်ပြောတူဆိုလို့ရှိရင်ကွာအဆိုမှာလည်းရတယ်ငတိယုတ်ဆောင်မှာလည်းရတယ်ကြည်လားရတယ်ဆိုတာကလေတကယ်ဟို professional တယောက်လို့ तू တယောက်ဆောင်ရတယ်ဟုတ်ပါဘူးဒါပေမဲ့ तू တယောက်ဆောင်ပိုင်းကိုရောက်လာပြီဆိုရင် तू အမြဲတမ်း तू က junior လေးပါ तू ကလူငယ်လေးပါ तू မသိပါဘူးမတတ်ပါဘူးသင်ပေးပါအဲအဲ့လိုမျိုးပေါ့တိရမ တခြားတရုတ်ဆောင်နေလည်းအများကြီးပါတယ်ဒါလည်းရွက်ကျန်းရေချိုးပေါ့ဟမ်ဘလို့လဲညီလေးစတာဒီမလေးမဟုတ်ဘူးငါ့အမတော်ကြနေဒက်လီကားရှင်းမှာပိတ်ရိုက်တာဆိုအကုန်လုံးဝိုင်းပြီးထုံးနေစတာပါနော်အဲ့တော့ကျွန်တော်တို့ရဲ့အချက်ဆုံးသူရဲ့အထုပ်ပတိဇလန်တွဲကိုဆိုလို့ရှိရင်ဇလန်တွဲကိုအခုလာမယ့်73ရက်နေ့ကနေစပြီးတော့ MRT4 မှာ အပတ်စဉ်တနင်္လာနေ့မှာတောက်ကြနေသည်ည9နာရီမှာစောင့်မြည်ကြည့်ရှုအားပေးကြပါဦးလို့မှန်တယ်ကိုယ်စကြက်တာမှန်တယ်အဲအားလုံးတောင်းဆိုပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတောင်းဆိုပါတယ်ရှင်